စစ်စင်ရဲ့ချက်လက်တွေကိုပုံကိုရဲ့ချက်ကရုထဲမှာအမေရိကန်ကာကွယ်ရေးဝန်ကြီးမျှဝေခဲ့တယ်လို့ဆိုဆိုရင် အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟမ်ဆဟန်ရှင်မင်းကိုအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုအစရာအချက်လက်တွေကိုသူရဲ့စနစ်အကိုနဲ့ကိုရင်းရှိနေတို့ပါဝင်တဲ့ချက်ကရုထဲမှာမျှဝေခဲ့တယ်လို့နယူးယောက်တိုင်းသတင်းဌာနက AP 20ရမှာဖော်ပြထားပါတယ်။ ်မတ်15ရက်ကပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဆွေးနွေးမှုအတွင်းကာကွယ်ရေးဝန်ကြီးဟမ်ဆန်မြို့သားလုံခြုံရေးကြံပေး My World ကိုပါဝင်နေ Signal Application Checker ထဲမှာ Atlantic Magazine Editor ချုပ်အမတ်ထင်ပါဝင်ပြီးစည်ရင်းဆိုင်ရာအချက်အလက်တွေကိုသိရှိခဲ့ပါတယ်ဒီပေါကြမှုကြောင့် Donald Trump ရဲ့ American အစိုးရပေါ်ဝေဖန်မှုမြင့်တက်ခဲ့ပြီးပင်တဂွန်စစ်ဌာနချုပ်ကလည်းတရားစုံစမ်းမှုတရက်ဆက်လက်လုံဆောင်နေပါတယ်။ ကာကွယ်ရေးဝန်ကြီးရဲ့ဒုတိယအကြိမ်ပေါက်ကြားမှုနဲ့ပတ်သက်ပြီးနယူးယောက်တိုင်းကဖော်ပြထားပေမယ့် AFP အနေနဲ့အတိအချအတိမပြုတ်နိုင်သေးပါဘူး။မြဝေမှုမှာရီမင်းရှိဟူဒီတပုံတွေကိုပြစ်မှတ်ထားတိုက်ခတ်ကြမယ်။ပြန်တမ်းမှုအချိန်ဆောင်တွေလည်းပါဝင်တယ်လို့ဆိုပါတယ်။ဒီတဲ့ချိန်ကတော့ channel လေးတယောက်ကိုပထမအကြိမ်ကလို့ check group ထဲမှာမှာယွင်းထည့်မိတာမဟုတ်ဘဲကာကွယ်ရေးဝန်ကြီး Hamset ကိုတိုင်ဖန်တီးထားတဲ့ check group ဖြစ်ပြီးဇနီးဖြစ်သူဟာ Fault တင်ဌာနရဲ့ channel လေးနဲ့ထောက်လောက်သူတယောက်လည်းဖြစ်ပါတယ် မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။